ကင်ကောကအနှံခါရစေခံပုံချခံရပြီးစေတဝတီဆုံးသလိုအန်ဂျိုဂျီတိတ်ပိုင်းဝန်ဂျင်းဥပဝန်ကြောင့်တတင်းရမြတ်တစ်ခုကအစိုးထားပါတယ်။အကွေတိုင်းကင်ကောမြို့နယ်နှံခါရကစေခံတစ်ခုကိုမဲလောင်နဲ့ဆင်းရဲနေမှာစက်ကုံစီတိုက်ကပုံချတိုက်ခိုက်ခဲ့လို့အယက်တာစေတဝတီဆုံးခဲ့တယ်လို့ဒေတာခန်တွေကပြောထားပါတ ဇဝမီတဆူတုံဦးနဲ့ဇေကန်လာပြတဲ့အယတရှိဦးတင်းဆောင်ခဲ့ပြီးနောက်ထပ်ချက်ဦးလည်းထိခိုက်တန်ရာရခဲ့တယ်လို့ဒေတာခင်တို့ကပြောပါတယ်ကျွန်တော်အလောင်းစစ်တလောင်းတွေ့တယ်အဲ့ဒီထင်းမှာကလေး9ရောက်တောင်းပါတယ်အားလုံးကအယတတွေချိပဲမနေ့၈နာရီကျော်လောက်မှာပုံကြည့်သွားတာတိုက်ပွဲဖြစ်တာမရှိပဲစက်ကောင်စစ်တပ်ကအခုလိုတက်ခဲ့ကြတာလို့ပြောပါတယ် ေဆုံးထိခိုက်သူတွေရဲ့အသေးစိတ်အချက်အလက်တွေကို RFA ကအတေးအတေးမပြုတ်နိုင်သေးပါဘူးဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စက်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူဦးမျိုးမင်းကိုဖုန်ခေါ်ခဲ့ပေမဲ့လက်ခံပြေဆိုတာမရှိပါဘူးစက်ကောင်စီတက်ဟာမလာဆီရှိအနေကစားလို့ကံကောမျိုးနဲ့အတွန်းကျေရော်တွေကိုနှင်းမြင်ရှင်းလင်းရေးလုပ်နေတာကြောင့် အနောက်ကန်ကောရွာပတော့ကုံရွာလုံးချုံရွာတွေအပဝိုင်းအနည်းအနာရွာတွေကဒေတာခံလေတော့နေပါထွက်ပြေးတိတ်ဆောင်နေကြတယ်လို့ဒေတာခံတွေကပြောပါရယ် RFA ကပြုစုထားတဲ့စာရင်းတွေအရအာနာတင်ချင်းကနေ2025ခုနှစ်မေလ20ရက်နေ့အထိစက်ကုံစစ်တပ်ရဲ့လေးကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုင်ငံတော်မှာအယတ္တ3950လေးဦးတည်ဆုံးပြီး9064လေးဦးတန်ရာရခဲ့ပါတယ်